မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမီးဝေရေးသားသောပထမမြန်မာများစာအုပ်မှာရွှေတလေးရွှေရိုးနှမြရဥပကလေးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူရရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Kunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်အနောက်နိုင်ငံတွင် 1860ပြည်နှစ်မှစ၍ကာတွန်းရုပ်ပြောင်များပေါ်ထွန်းလာသည်ဟုအဆိုရှိသည်မြန်မာနိုင်ငံတွင်မူအနောက်နိုင်ငံ၌ကာတွန်းပေါ်ထွန်းပြီး55နှစ်ကြာ1935ခုနှစ်တွင်မှစတင်ပေါ်ထွန်းသည်ရင်းသို့ပေါ်ထွန်းသည်မှာလည်းဥပကလေးခေါ်ရွှေတလေးစတင်ရေးဆွဲလိုက်၍ဖြစ်ပေသည်ဥပကလေးသည်1935ခုနှစ်တော့ရန်ကုန်ကောလိပ်မဂ္ဂဇင်း၌အင်္ဂလိပ်ဘာသာဖြင့်ကာတွန်းတစ်ခုရေးဆွဲသည် မြို့အုပ်လှုပ်ဖို့လောက်သာရည်ရွယ်၍မြို့အုပ်ယူယူနေသောထိုခေတ်ကောလိပ်ကျောင်းသားအချို့ကိုတည်ရောသော ကတ်တွန်းဖြစ်သည်ထိုကတ်တွန်းသည်ပထမမြန်မာကတ်တွန်းစရာရည်စွဲသော ပထမကတ်တွန်းဖြစ်ပေသည် ထိုကတ်တွန်းကိုရန်ကုန်တိုင်းအင်္ဂလိပ်သတင်းစာအယ်ဒီတာမစ္စတာနော်လင်ကများစွာနှစ်သက်သဘောကျသွားသည် ်ထို့ကြောင့်ထိုနှစ်1935ခုရန်ကုန်တိုင်းသတင်းစာခရစ်စမတ်အထူးထုတ်စာဆောင်တွက်ဥပကလေးကိုနောက်ထပ်ကတ်တွန်းတစ်ခုရေးဆွဲစေသည်ဥပကလေးကရေးဆွဲပေးရာမစ္စတာနိုလန်ကဝမ်းမြောက်ဝမ်းသာထည့်သွင်းဖော်ပြခဲ့သည် ထို့အထူးထုတ်စာဆောင်ကိုမြန်မာနိုင်ငံ၌သာမကနိုင်ငံခြားတိုင်းပြည်များသို့လည်းတင်ပို့ဖြန့်ချီသည်။ဤတွင်မြန်မာကတ်တွန်းဆရာကြီးလက်ရာသည်မွေးဖွားစားနိုင်ပင် နိုင်ငံခြားတိုင်းပြည်များထိရောက်ရှိပြန့်နှံ့သွားပေသည်။ ဤကအင်္ဂလိပ်ဘာသာဖြင့်ဥပကလေးရေးဆွဲခဲ့သည့်အစောဆုံးကတ်တုံးများဖြစ်ပေသည်မြန်မာဘာသာဖြင့်ဥပကလေးရေးသည့်ပထမဆုံးသော ကတ်တုံးမှာမူ1918ခုမတ်လတော့တူရိယာမဂဇင်း၌ပါရှိသည် ထိုကာတွန်းသည်ခစ်ဆန်လွန်သောခစ်အပြိုကလေးများကိုတည်ရောသောကာတွန်းဖြစ်သည်ရှေးရိုးအတော်အပြိုကြီးကခစ်အပြိုတူမအားညီတို့ခစ်ဟာမျက်ခုံးဝေးဆွဲခြင်းရတာနဲ့အင်ဂျီပါဝစ်ခြင်းရတာနဲ့ဝိတုဖက်ခြင်းရတာနဲ့မြင်းဝဲသွားခြင်းရတာနဲ့ကြီးစားထားခြင်းရတာနဲ့ကြီးစားပြက်ရတာနဲ့တကယ်တော့ကြီးစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတာညီတို့ခစ်ကြမှာမှန်နေတာပဲဟု ပြောဆိုပုံကာတွန်းဖြစ်သည်ထိုကာတွန်းကိုမြန်မာစာဖတ်ပရိသတ်ကနှစ်သက်သဘောကြရာဥပကလေးအမည် ည်မြန်မာစာနယ်ဇင်းလောက၌တမဟုတ်ချင်းကြော်ကြားသွားလေသည်ဤပထမကတ်တွန်းစရာဥပကလေးသည်ပသိမ်ဇာတိဖြစ်သည်1954ခုနှစ်တွင်ဖွားမြင်သည်ဖခင်မှာပသိမ်မြို့အစိုးရဟိုက်စကူးကျောင်းမှကျောင်းဆရာကြီးဦးတင်မိခင်မှာဒေါ်သိမ်မုံဖြစ်သည်ဥပကလေးသည်ငယ်စဉ်ကပင်ပကြီးပညာကိုဝါသနာပါသဖြင့်တောင်းသားဘဝမှစ၍ပကြီးရေးဆွဲသည် ထိုစဉ်ကရန်ကုန်မြို့မြမလက်မှုပညာပြပွဲကဦးစီးကျင်းပသောတောင်းသားပကြီးပြိုင်ပွဲတွင်ဝင်ရောက်ရှင်ပြန်ရာပထမရခဲ့သည်။ဘရင်ခန်၏စုရစိတ်ချီးမြှင့်ခြင်းခံရသည်။ဥပကလေးသည်ပကြီအမှုပညာဘတ်တွင်သာမကကျောက်ပညာဘတ်တွင်လည်းထူးကျွန်သည်အသက်16နှစ်အရွယ်မှာပင်ဆယ်တန်းဆောင်မှုဘက်ကိုအင်္ဂလိပ်စာနှင့်သင်္ချာဘာသာတို့တွင်ဂုဏ်ထူးရကအောင်မြင်ခဲ့သည် ထို့နောက်ရန်ကုန်ကောလိပ်သို့တက်ရောက်ပညာစည်းပူးသည်ရင်းသို့ပညာစည်းပူးစဉ်ကောလိပ်မဂ္ဂဇင်းများ၌ဝါသနာအရောက်ပကြီးများရေးဆွဲသည်ဘီအတန်းရောက်တွင်ပကြီးရေးဆွဲရုံဖြင့်အမရပဲကတ်တွန်းကိုစတင်ကြံစည်ရေးဆွဲလိုက်သည်ရင်းကို1935ခုနှစ်ထုတ်ကောလိပ်မဂ္ဂဇင်းတွင်ထည့်သွင်းခဲ့ရာမှပထမမြန်မာကတ်တွန်းဆရာဘွားကိုရောက်ခဲ့ခြင်းဖြစ်ပေသည်ဥပကလေးသည်ပညာထူးချွန်တော်လဲ BA အောင်သည့်အထိပညာစည်းပူးခွင့်မရပေ 1916ခုတွင်ဖခင်ဖြစ်သူရုတ်တရက်ကွယ်လွန်သွားသဖြင့်ကောလိပ်ကျောင်းမှနှုတ်ထွက်လိုက်ရလေသည်ထို့နောက်မိမိပညာစည်းဘူးကဲ့သို့ပသိန်ဆိုးရဟိုက်စကူးကျောင်း၌ကျောင်းဆရာဝင်လုပ်သည်တို့ရာတွင်ကြာရှည်မလုပ်ဖြင့်ထိုခေတ်ကပညာရေးလောကတွင်မျက်နှာဖြူပညာရေးအရာရှိများကြီးစိုးနေရာမျက်နှာဖြူပညာဝန်ထံပါ၌ခရကျွနွန်ရသည်ကိုမနှစ်မြို့သဖြင့်အလုံးမှနှုတ်ထွက်လိုက်လေသည်ထို့နောက်ရန်ကုန်တို့တက်လာကမြန်မာဆွေကုမ္ပဏီတွင် ကြော်ညာသက်ဆိုင်ရာမန်နေဂျာဖြစ်ဝင်ရောက်လုပ်ကိုင်းသည်တစ်ဖက်ကလည်းကတ်တွန်းများရေးဆွဲလေသည်ဂျင်းတို့ရေးဆွဲရာ၌ရေးပေါ်အဖော်မရှိနှစ်အတန်ကြာအောင်ပင်တူတဲသော ကတ်တွန်းဆရာဖြစ်မမမမရက်ဒီကကတ်တွန်းပေါင်းများစွာကိုရေးဆွဲခဲ့လေသည် နောင်သောအခါတွင်မှအဖော်ကတ်တွန်းဆရာများပေါ်လာသည်1929 30ှခုပတ်ဝန်းကျင်တွင်ဥပကလေးနှင့်အတူကတ်တွန်းရေးဆွဲလာသောကတ်တွန်းဆရာများမှဥဝင်စွန်းဥပတော်ဘီစာရေးဆရာဇဝနာ ဥဒဝင်းဥပါချန်ဒေါက်တာကြီးမြင့်စသူတို့ဖြစ်ပေသည်ကာတွန်းရေးဆွဲစား၌ဥပါကလေးသည်ရေးဆွဲကငွေကြေးရဟန်မတူနောင်ခါတွင်မှရလာသည်ထိုအကြောင်းကိုဥပါကလေးကပထမရေးသောကာတွန်းများမှတစွတ်တာမှမရပါတချို့သတင်းစာများကတိုးမြောက်လို့မင်းမြောက်တာပါတဲ့ တာရုဗျာဘာပြု၏ဘလောက်ဖိုးငွေကုန်ခံ၍ထဲ့သည်မပြောတတ်ပါဟု၍18ရက်2လ1939ခုနှစ်တို့ကြီးပွားရေးမဂ္ဂဇင်း၌စောင်းဝါရေးသားဖော်ပြခဲ့ဘူးလေသည်ထိုစဉ်ကဥပကလေးကတ်တုံးများကိုတူရိယမြန်မာလင်းလန်ဒန်အပ်ဘန်နူးလာ ဒီတို့စသောမဂဇင်းဂျာနယ်များက၎င်းတူရိယာမြမလင်းစသောသတင်းစာများက၎င်းထည့်သွင်းဖော်ပြကြသည်ထို့ပြင်ရန်ကုန်တိုင်းရန်ကုန်ကိစ္စစသည့်အင်္ဂလိပ်သတင်းစာများကလည်းထည့်သွင်းဖော်ပြခဲ့ကြလေသည် ဥပကလေးသည်အင်္ဂလိပ်မြန်မာနှစ်ဘာသာကျွမ်းကျင်သဖြင့်ကတ်တုံးများကိုအင်္ဂလိပ်ဘာသာဖြင့်လည်းရေးဆွဲသည်မြန်မာဘာသာဖြင့်လည်းရေးဆွဲသည် ရေးဆွဲရာ၌ဘာကြီးမြစ်တုံးရွှေတလေးဘာကလေးစသောအမည်မျိုးမျိုးဖြင့်ရေးဆွဲသည်ရွှေတလေးအမည်ဖြင့်မူအများဆုံးရေးဆွဲသည် ဥပကလေးကတ်တုံးများကိုလေ့လာရင်းနိုင်ငံရေးလူမှုရေးဆိုင်ရာကတ်တုံးများသာမကကြော်ညာကတ်တုံးများပါပါဝင်သည်ကိုမြင်နိုင်သည်မြန်မာနိုင်ငံတွင်ကြော်ညာကတ်တုံးကိုဥပကလေးကပင်ဥစွာပထမစတင်ရေးဆွဲသည်ဟုဆိုကြ၏ဥပကလေးသည်မြန်မာဆွေကုမ္ပဏီမှကုန်ပစ္စည်းများတွက်သာမကအခြားသောကုမ္ပဏီများမှကုန်ပစ္စည်းများတွက်ပါကြော်ညာကတ်တုံးများရေးဆွဲပေးခဲ့သည်ရင်းတို့နှင့်အေယံတောင်စေးတိုက်မှဗလာရှင်စေးပြား ဂျာပန်ပြုတ်စီစသည့်ဆေးများအတွက်ရေးဆွဲပေးသောတုံညာကတ်တုံးများသည် ထင်ရှားသည်ဘုံမေဘမအိမ်တော်ပြိဘောကတိုက်အတွက်ရေးဆွဲပေးသောတုံညာကတ်တုံးများလည်းထင်ရှားသည်ဥပကလေး၏နိုင်ငံရေးလူမှုရေးဆိုင်ရာကတ်တုံးများသည်လည်းထင်ရှားသည် ကတ်တုံးပေါ်ထွန်းစပင်ဖြစ်တော်လဲမြမလူလူကကောင်းစွာနှစ်သက်လက်ခံခဲ့သည် မြန်မာသားမကကဘာကပါနှစ်သက်လက်ခံခဲ့သည်1932ခုစက်တင်ဘာလ12ရက်နေ့တို့ရန်ကုန်တိုင်းသတင်းစာတွင်ဥရကလေးသည်အင်္ဂလိပ်ဘာသာဖြင့်ကာတွန်းတစ်ခုရေးဆွဲလိုက်သည်ဂန္ဒီနိုင်ငံပိုင်းဝတ်သည်နှင့်ပတ်သက်၍ပြည်လက်သားများကိုလှောင်ပြောင်သည့်ကာတွန်းဖြစ်သည်အကြောင်းအရာကလည်းထိမိကျုပ်ပြောင်များကလည်းထိမိအင်္ဂလိပ်စာသားကလည်းထိမိသဖြင့်လန်ဒန်မြို့မှဆောင်ရည်အများဆုံးထုတ်ဝေရသော Review of Review မဂ္ဂဇင်းကတစ်ဆင့်ကိုယူဖော်ပြလိုက်ရာကဘာကျော်ကာတွန်းဖြစ်သွားလေတော့သည်ဥရကလေးက တ်တွန်းများသည်ပြုတ်ရယုံရဲရယုံတတ်တတ်မဟုတ်တိုက်ပြူပြပြူသဘောလည်းပါဝင်သည်ထို့ကြောင့်ဆရာကြီးတခင်ကိုရောမိုင်းကရှုတလေးအမိခေါ်လို့မို့ပြီပေါ်စီတော်ရွှမ်းသည်နဲ့ကတ်တွန်းရည်စရာအယုတ်တွေနဲ့ပြည်ရွာအလုပ်တွေစောင့်တယ်ပိုးရာကဟူ၍ကြပြဖွဲ့ဆိုချီကျူးခဲ့ပေသည်ဥပကလေးသည်ထူးချွန်သောကတ်တွန်းဆရာဖြစ်သေးသောမကထူးချွန်သောရုပ်ရှင်အမှုပညာရှင်လည်းဖြစ်သည် 1923ခုနှစ်တွင်မြန်မာဆွေကုမ္ပဏီကတောမြိုင်ဆုံးကလွမ်းအောင်ဖန်စကားကိုရိုက်ကူးတင်ဆက်သည်။ရင်းစကား၌ဥပကလေးသည်ဥညိပုမောင်မောင်ဆိုးမခင်တတို့နှင့်အတူတွေ့ဖက်ပါဝင်သည်။ဇလိုက်မင်းသားမောင်ဝထေဥညိပု၏လူယုံတော်အဖိုးကြီးဥရွှေရုပ်ဖြင့်ရုပ်ဖြတ်ပါဝင်သေးုပ်ဆောင်သည်။အမူအရာကောင်းလာသဖြင့်ဇက်ရန်ခမ်းမှပါဝင်ရလင်ကစားဥရွှေရုပ်အမည်သည်လူလူ၏ပါဇက်ဖြား၌ဆွဲကြံခဲ့ပေသည်။ထို့ပြင်အဖရေတော်သားလေးရွှေရုပ်ရွှေမင်းဝံ တစ်ခိုင်လုံးရွေတစ်ခိုင်လုံးစိမ့် ပလုတ်တုတ်တုတ်မှိုင်းဝေဝေရွှေတလေးရွှေရိုးပမာလဲကျင်းစဦးဝေလွင်လွင်ကိုလူပြိုတုံးဝင်ဆိုင်ခမောင်ကြီးရွှေပေလွာစသည့်ဇာကားများတွင် ပါဝင်ခဲ့ပေသည်ရှင်းသူပါဝင်ရ၌အချို့ဇာကားများတွင်အဓိကဇက်ဆောင်မင်းသားနေရာက ပါဝင်သည်အချို့ဇာကားများတွင်ဆက်ရံနေရာက ပါဝင်သည်ရပ်ဖန်ရခါလဲရုပ်ဖြတ်၍ပါဝင်သည်ဥပမာပလုတ်တုတ်တုတ်ဇာကားတွင် မိုးကြမဲမိမအတွင်တစ်မျိုး အာဇာနီရွှေရိုးမင်းသားအတွင်တစ်ပုံပါဝင်သည် ရွှေတလေး ဇက်ကားတွင်လန်ချာကလာရန်ကနာဖြစ်ပါဝင်သည်ပန်းဝူဝေဇက်ကားတွင်မူကောလိပ်ကျောင်းသားမောင်တပ်ဖေးအတွင်တစ်မျိုးအဖိုးကြီးဦးတပ်ဖေးအတွင်တစ်ဖုံကိုပြတ်နေသူငနူငစွန့်အတွင်တနည်း16နှစ်သားရွယ်ဖုန်ကြီးကျောင်းသားတာကြီးအတွင်တွယ်အမျိုးမျိုးရုပ်ဖြတ်ပါဝင်သည်အလွန်ရုပ်ဖြတ်ကောင်းသဖြင့်နီးစပ်သူများပင်မသိကြဘူးဆိုသည်ရင်းတို့ရုပ်ဖြတ်ကောင်းသည်နှင့်အမျှအမူအရာကလည်းအလွန်ကောင်းလာသည် အလွန်အတော်အကြံမြည်သည့်အမူအရာမျိုးမဆိုထူးချွန်စွာလှုပ်ဆောင်နိုင်သည်အဘရေဇက်ကားတွင်လူပြောကြီးဥရွှေရုပ်ဖြင့်တရုပ်ဆောင်၍အဆိုးကောင်ကြိုက်လျက်ပတိန်ကြီးဆောင်လျက်ခြေကကခဲ့သည်ထိုဇက်ကားရုံတင်ပြသပြီးမကြမီပင်ဥရွှေရုပ်အဝတ်အစင်ဥရွှေရုပ်အကဟု၍တနိုင်ငံလုံးပေါ်ပေါက်ခဲ့သည်မှာယနေ့တိုင်အောင်ဝင်ဖြစ်သည်တပံဝေလွေလွေနဲ့ကျင်းစာဥစကားတွင်ခင်မကြီးနှင့်တွေ့ဖက်လျက်လေးလေးနက်နက်အမူအရာတရုပ်ဆောင်ပြသွားသည် စိတ်ထိခိုက်စပွဲအလွမ်းသရုပ်ဆောင်ပြသွားသည်ရှုမင်းဝန်ဇက်ကားတွင်မူဓာခုတ်လှန်ထိုးလျက်စွန်စားကမ်းများလှုပ်ဆောင်ပြသွားသည်ဤသို့ထူးချွန်စွာသရုပ်ဆောင်နိုင်အောင်လဲဥပကလေးသည်လူမျိုးမျိုးလူတဘာဝအထွေထွေကိုကြနာစွာလေ့လာစီဝူခဲ့လေသည်ဤချက်နှင့်ဆက်လျင်မြမဆွဲဆောင်ကြနိုင်ဥပကလေးသည်သရုပ်ဆောင်အမည်ဇက်ကောင်ကိုကိုယ်တိုင်ကိုကြအချိန်ယူလေ့လာပြီးမှပါဝင်ရိုက်ကူးလေးရှိသဖြင့်တဘာဝအလွန်ကြခြင်းဖြစ်သည် ဖုန်ကြီးចောင်းသားတာကိဖြစ်တရုတ်ဆောင်ရန်တရတော်ចောင်းတိုက်ဝါမှနေ၍ဖုန်ကြီးចောင်းသားများဝတ်ပုံစားပုံပြော့ပုံဆိုပုံလုံပုံကင်မှုတို့ကိုလေ့လာတကယ်သူငနူငဆုအဖြစ်တရုတ်ဆောင်ရန်အနူယုံတို့ကိုတုံးလေးရဲ့တွားရောက်၍အနူများလမ်းလျှောက်ပုံနေပုံထိုင်ပုံအရာဖြောက်ပုံတို့ကိုလေ့လာလေသည်ဟု၍ဖော်ပြထားပေသည် ။ထို့ပြင်တရုတ်ဆောင်ရာတွင်ဥပကလေးထူးချွန်သည်မှာလောကရှိလူမျိုးမျိုးတို့၏စိတ်သဘောထားနှင့်အကြောင်းအလျော်စွာဖြစ်ပျက်ကြုံတွေ့ရမည်တမနာကိုအထူးဂရုပြုရှာဖွေစီးပူးခြင်းကြောင့်ဖြစ်သည်ဟူ၍လည်းထိုခေတ်ထုတ်ရုပ်ရှင်ပညာကြောင်းဝေဖန်ပြသည့်စာအုပ်တစ်အုပ်၌ဖော်ပြထားပေသည်။ ဥပကလေးသည်ရုပ်ရှင်အမှုပညာအရာတွင်သရုပ်ဆောင်သူဖြစ်သောမကဆညွေးစရာဒရိုက်တာဖြစ်လဲစွမ်းဆောင်နိုင်သူဖြစ်သည်ကျင်းစာဦးဝေလွင်လွင်ကိုလူပြိုသုံးဝင်ဆိုင်စသောဇာတ်ကားများကိုကိုတိုင်းဇညွေးရေးကိုတိုင်းဒရိုက်တာလို့ကိုတိုင်းမင်းသားဖြစ်ပါဝင်ရိုက်ကူးခဲ့သည်ကျင်းသူရိုက်ကူးခဲ့ရာတွင်မြန်မာရုပ်ရှင်သမိုင်း၌မှတ်တမ်းတင်လောက်အောင်လဲထူးကြခဲ့သည် ကျင်းစာဦးနဲ့ဝေလွင်လွင်ဇက်ကားနဂါကိုကြည်ပါ။ရင်းဇက်ကားနဂါသည်ပျော်ရွှင်စွာစပောင်းခြင်းကိုသာနှစ်သက်သောမြမရုပ်ရှင်ပြိသက်အလိုကိုစန့်ကျင်လျက်အလွန်းဆက်သိမ့်ဖြင့်ရိုက်ကူးသောဇက်ကားများဖြစ်သည်။တဘာဝကြ၍အမှုပညာမြောက်သည်ဖြင့်အောင်မြင်ခဲ့သည်။ရင်းဇက်ကားနဂါနှင့်ပတ်သက်၍စာပေပိမှန်တို့290ရင်းချင်းမှုရေးရာစာအုပ်၌လူဘဝဖြစ်စဉ်နှင့်ဤကဆွာရိုက်ကူးတင်ပြနိုင်သူတို့အူပေါ်ပေါက်ခဲ့သည်။ ကတ်တွန်းရွှေတလေးအမိကန်ဥပကလေးသည်တခစ်ထက်ပေါ်ရုပ်ရှင်ကားများနဲ့မတူတမူထူးခြားသောဝေလွင်တွင်1928ကျင်းစာဦး1929ဇာတ်ကားများကိုကိုယ်တိုင်ခေါင်းဆောင်ပါဝင်ရိုက်ကူးခဲ့သည်စက်ပေါင်းလျင်ပျော်ရွှင်စွာအဆုံးသက်ခြင်းကိုသာနှစ်ချိုက်သောမြန်မာရုပ်ရှင်ပရိသတ်၏လိုလားချက်ကိုစက်ခြင်းရိုက်ကူးခဲ့တော်လဲတဘာဝကြ၍အစစ်နှမ်းမြင့်သည့်ဖြင့် အောင်မြင်ကြော်ကြားခဲ့လေသည်ဟု၍မှတ်တမ်းတင်နာပေသည်။ဤသို့မှတ်တမ်းတင်ခြင်းခံရသည့်အမှုပညာရှင်ဥပကလေးသည်တနေ့တွင်ရန်ကုန်မြို့လွစ်စလန်စိတ်ကန်းသာလန်းရှိသူနေထိုင်ရာတိုက်နောက်ဖေးဆောင်ပြောကြသဖြင့်ဒဏ်ရာရ၍ခစစ်လွဲသွားသည်။ဆောင်ဝန်များနှင့်ကုသ၍လမ်းအနှဲငယ်လျှောက်လာနိုင်တော်လဲမကြမ်းမာသေးသဖြင့်မိမိဇာတိပသိမ်သို့တွားရောက်အနားယူနေသည်။ဂျင်းတို့အနားယူနေစဉ်စိတ်ဒဇယောဂါဆွဲကပ်လာသည်။ ထို့တွင်ပသိမ်ခရိုင် ထောင်ကြီးမြို့သို့ပြောင်းရွှေ့နေထိုင်ရာထိုမြို့မှာပင်1945ခုဇွန်လ9ရက်နေ့၌ကွယ်လွန်သွားရှာသည်။ကွယ်လွန်ချိန်၌အသက်52နှစ်အရွယ်ရှိသည်။ ဥပကလေးသည်အိမ်အောင်20ကြဘူးသည်ပထမအိမ်အောင်မှာမြမဆွေတထေးဥပညွင်သမီးဒေါ်ခင်ငယ်ဖြစ်သည်ဒေါ်ခင်ငယ်နှင့်ကာလအတန်ကြာပေါင်းသင်းနေထိုင်ပြီးနောက်စိတ်သဘောထားချင်းမတိုက်ဆိုင်သဖြင့်ကွဲကွာခဲ့ကြသည်ဒုတိယအိမ်အောင်မှာအရေးပိုင်ဥဖေးဤသမီးဒေါ်ခင်ထားဖြစ်သည်ဒေါ်ခင်ငယ်နှင့်ကွဲကွာပြီးနောက်ဒေါ်ခင်ထားနှင့်လက်ဆက်ချင်းဖြစ်သည်ဥပကလေးနှင့်ဆရာကြီးသခင်ကိုတော်မိုင်းတို့သည်အလွန်ခင်မင်ရင်းနေကြသည်ဒုတိယမဂဇင်းတွင်ရေးသောဥပကလေးကတ်တုံးများအတွက်တေးဥဖော်စာသားကြပြများကိုဆရာကြီးသခင် ်ကိုရောမိုင်းကရေးပေးသည် ဆိုသည်ထိုစဉ်ကဆရာကြီးသခင်ကိုရောမိုင်းသည်တူရိယအယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်သည်ချူတလေးဟူသောအမည်သည်ဆရာကြီးသခင်ကိုရောမိုင်းပေးသောအမည်ဖြစ်သည်ဟုလည်းဆိုသည်ဥပကလေးသည်ကတ်တွန်းဆရာလုပ်နေရာမှရုပ်ရှင်နေတဲ့သူရောက်သွားသောအခါကတ်တွန်းမဆွဲဘဲ၄င်းနှစ်ခန့်ရပ်နားနေခဲ့သည်ဆရာကြီးသခင်ကိုရောမိုင်းကကတ်တွန်းပြန်ဆွဲရန်တိုက်တွန်းသောအခါတွင်မှပြန်လည်၍ကတ်တွန်းဆွဲခဲ့သည်ဆိုသည် ဆရာကြီးသခင်ကိုရောမိုင်းသည်ကတ်တွန်းဘတ်တွင်ထူချုံသောရွှေတလေးဥပါကလေးကိုကြပြအဖွဲ့ဆိုချီကျူးခဲ့သည်အလားတူပင်ရုပ်ရှင်ဘက်၌ထူချုံမြန်သောဥရွှေရိုးဥပါကလေးကိုအောက်ပါတိုင်းကြပြအဖွဲ့ဆိုချီကျူးခဲ့ပြန်လေသည်ဘဝရဲ့မြင်ပြင်စသိန်နတ်လူပြက်လူပဥတက်အောင်ပျော်တော်ဆက်မယ်လို့တသက်ဝယ်မှန်းတရုတ်ကယ်စင်အလုတ်ရင်ရင်နဲ့ရုပ်ရှင်တွင်ဥရှိုးရိုးရယ်လို့အိုပြာထိုးရော်မော်ကုန်ဟုကြပြဖွဲ့ဆိုရေးသားချီးကျူးခဲ့ပါသည် ဒီဗီဒီယိုလေးကိုစုံတီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Kunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်